ခုသင်ခန်းစာမှာတော့ပုံလေးဘယ်လိုထုတ်မလဲဆိုတာကိုကျွန်တော်ဆွေးနွေးပေးမှာဖြစ်ပါတယ်ပုံနဲ့ပတ်သက်ပြီးတော့ prompt ရေးမယ်ဆိုလို့ရှိရင်နော် prompt engineering လို့ခေါ်ကြပါဘောနော် prompt engineering ဆိုတာစာနဲ့ပတ်သက်ရင်လည်း prompt engineering အဲ့တော့အာစာသားရေးတဲ့သဘောတရားကရှေ့မှာပြောခဲ့သလိုပဲကျွန်တော်တို့က ဟိုတငယ်ချင်းဟိုပုံဆွဲခိုင်းတယ်လို့เนาะပုံတစ်ခုထုတ်ခိုင်းတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့တိတိကျကျလေးပါရင်ပိုကောင်းတယ်။ဥပမာဆိုလို့ရှိရင်အဓိကဘသူတွေပါဝင်တာလဲเนาะအဲဆိုရင်မယောက်ျားလေးတယောက်လားမိန်းလေးတယောက်လားအသက်ဘယ်လောက်လဲအမခွေးလေးပါတာလားငါးလေးပါတာလားဘလို့အယောင်နေသုံးစီချင်လဲသူတို့ကဘာလုပ်နေတာလဲเนาะပြီးလို့ရှိရင်အလင်းအမောင်ပေါ့เนาะဘလို့ရှိတယ်လဲနေလားညလားအဲဘယ်မှာနေနေရလဲဥပမာသမင်းစားကန်းနဲ့မှာလားဒါမှမဟုတ်လို့ရှိရင်ပန်းချန်နဲ့မှာလား အဲ့လိုမျိုးလေးတွေဟဟလာပြီးရခါကျတော့ဥမာအပေါ်ကနေအဲရိုက်တာအပေါ်စီကနေရိုက်တာလားအောက်ကပင့်ရိုက်တာလားနော်ဒါမျိုးလေးတွေနောက်ပြီး mood ပေါ့နော်အဲဝမ်းနေစရာလေးလားပျော်စရာလေးလားဟာလာပြီးရခါကျ style เนาะအဲ့တော့ style သွားတဲ့ခါကျလို့ရှင်ကျွန်တော်ဓာတ်ပုံပုံစံမျိုးလိုချင်တာလားအဲဒါမှမဟုတ်လို့ရှင်ကျွန်တော် cartoon လေးလိုမျိုးလိုချင်တာ Japan cartoon လားဒါမှမဟုတ်လို့ရှင် pixel ပေါ့เนาะအဲဒီခါကျ pixel studio ထုတ်တဲ့ 3D cartoon လေးလိုမျိုးလိုချင်တာလားအာဒါမှမဟုတ်လို့ရှင်ဟာ Picasso လိုမျိုး style လိုချင်တာလား အဲ့ဒါတွေကျွန်တော်တို့ကအာတည်တည်ချာချာရေးလိုက်လို့ရှင်ပို့ပြီးတော့မှတည်တည်ချာချာလေးရတာပေါ့နော်။ဟိုမှာခွေးပုံအ dog photo လို့ပြောလိုက်လို့ရှင်လဲခွေးရထွက်လာမှာပဲ။ဒါဘလို့ခွေးလဲအဲ့ဒါမျိုးပေါ့ဟုတ်လား။ဘာရောင်လေးလဲ။အဲ့ခွေးကဘာလုပ်နေရလဲ။အဲ့ဒါဆိုတော့ပို့ပြီးတော့မှဟိုကောင်းအောင်မထွက်လာမှာနော်။အဲ့တော့ဒီမှာရေးပြထားတာဆိုရင် acute golden retriever အဲ့ golden retriever ခွေးတကောင်နော်။အဲ့ခွေးက puppy လေး puppy လေးဆိုတော့ခွေးပေါက်လေးပေါ့နော်။အဲ့တော့ wearing sunglasses အဲမြန်မာလည်းတတ်ထားသေးတယ်เนาะ sitting on the beach ဟဲ့လားကမ်းခြေမှာထိုင်နေတယ်အဲပြီးတော့ sunset background ကျွန်တော်တို့ကနေဝင်ချိန်လေးဖြစ်တယ်အဲ cartoon style เนาะအဲ့တော့ cartoon style လို့ကျွန်တော်ထုတ်ကြည့်လိုက်မယ်အဲတခါကြလို့ရှင်အဲ a realistic photo เนาะ a photo ပေါ့เนาะ a professional photo ဟဲ့လားတကယ်ကိုတေချာရိုက်ထားတဲ့ professional photo ဆိုပြီးတော့တခါပြောင်းကြည့်လိုက်မယ်အဲတခါကြလို့ရှင်ကျွန်တော်တို့အဲ 3D အဲ pizza style ဆိုပြီးတော့တခါပြောင်းကြည့်လိုက်မယ် နောက်ဆိုပုံလေးတွေမတူတာကိုတွေ့ရတယ်